ျွန်တော်အခု sharing လုပ်ပေးမှာကတော့ Windows 10ကို VMware Station မှာဘယ်လို install လုပ်ရမလဲဆိုတာ sharing လုပ်ပေးမှာဖြစ်ပါတယ်။ TV သားလူတွေလည်း TV ဖြစ်မှာပါ။ဒီလိုလုပ်ဖို့အရင်ဆုံး VMware Watch Station software လိုပါတယ်။ပြီးတော့ Windows IS ကိုတစ်ဖိုင်လိုပါတယ်။ဒီဟာကြီးစုံပြီးဆိုရင်တော့ကျွန်တော်တို့စလို့ရပါပြီ။အခုကတော့ကျွန်တော်စက်ပေါ်မှာ VMware Watch Station install လုပ်ပြီးသားဖြစ်ပါတယ်။အဲ့မှာဆိုရင်ကျွန်တော်တို့အခုပထမဆုံးအနေနဲ့ VMware Watch Station software ကိုဖွင့်လိုက်ပါမယ်။ ကျွန်တော်တို့ကအခု window ကိုဆက်ဆက်ချင်း install လုပ်မယ်ဆိုတော့ဟို file နဲ့က new virtual machine ကိုတောင်းမယ်အဲ့မှာမှကျွန်တော်တို့က cache damage ယူလိုက်မယ်နော်အဲ့ဒီမှာမှကျွန်တော်တို့ရဲ့ VM workstation machine က70.5ကျော်ဖြစ်တဲ့အတွက်75.0 data ကိုယူလိုက်မယ်နော် ကြည့်တာကြတော့ဘာရှင်းကိုဘလို့ကြည့်ရမလဲဆိုဟဲတဲ့ဟာအပေါက်မှာကြည့်လို့ရတယ်အဲ့ဒီမှာကျွန်တော်ပြထားတာကြ70.6ကိုပြထားတဲ့အတွက်ကျွန်တော်တို့က70.5 and later ကိုရွေးပြီးတော့သွားမယ်ကျွန်တော်ဒီမှာဘာရှင်ရွေးလိုက်မယ်ပြီးတဲ့ဟာ next နှိပ်လိုက်မယ်ပြီးတော့ကျွန်တော် ISO file ကိုရွေးရမှာဖြစ်တဲ့အတွက် ISO file ရွေးတဲ့နေရာမှာနှိမ့်လိုက်မယ်ပြီးရင်ကျွန် ISO file ကို download ဆွဲပေးတာဖြစ်တဲ့အတွက် download ရတဲ့ ISO file ကိုနှိမ့်ပြီးတော့ open နဲ့ဖွင့်လိုက်မယ်ပြီးသွားပြီဆိုကျွန်တော်တို့ကဟို Microsoft Windows တင်မှာဖြစ်တဲ့အတွက် Microsoft Windows ကိုရွေးမယ်အဲ့ထဲမှာမှကျွန်တော်တို့က Windows 10ကိုတင်မှာဖြစ်တဲ့ Windows 10ကိုထည့်ယူလိုက်မယ်ပြီးတော့ next နဲ့သွားလိုက်မယ် ညဒီဥစ္စာကတော့ဟိုပါဘာချူရဲ့ image name ပေါ့နော်အဲ့မှာလည်းကျွန်တော် window damage ထားမယ် next နဲ့သွားလိုက်မယ်အဲဒီဟာကတော့သူ file ကို bnwe image ကို save မှတ်မဲ့လမ်းကြောင်းပေါ့နော်အဲ့မှာလည်းသူ default အတိုင်းပဲကျွန်တော်တို့ပေးပြီးသွားလိုက်မယ်အဲဒီနေရာဘာလို့ error တက်တာလဲဆိုတော့ကျွန်တော်အရင် window တန်းတင်ထားပြီးသား image မှာ error နည်းနည်းရှိသွားတယ်အဲ့မှာကြောက်လို့ကျွန်တော် error တက်တာဖြစ်တယ်အဲ့အတွက်ကျွန်တော်တို့အရင်တင်ထားပြီးသား window image ကိုဖြတ်ပြလိုက်မယ်အရင်အဲအားကျွန်တော်ရပါပြီ နောက် email ကို delete လုပ်ပြီးသွားပြီဆိုရင် okay နှိပ်မယ်အဲဆိုရင်ကျွန်တော်တင်လို့ရရဖြစ်ပါတယ် next နှိပ်မယ်အဲဒီဟာတော့သူ default time ပဲထားလိုက်ပါနော်อืมဒီနေရာမှာတော့ number of processor ရွေးရမယ့်အချိန်ကျွန်တော်တို့က2ပဲထားလိုက်မယ်နော် number of processor ကိုဒီဟာ6ပေါ့6မှာကျတော့ကျွန်တော်4ထားလိုက်မယ်ဒါကဘာကျွေး in ဟိုပါပေါ့ virtual machine ပေါ်မှာရှိမဲ့ processor ကိုပြောတာဖြစ်ပါတယ်။နောက်အခါ memory ရွေးရမယ်။ memory ရွေးတဲ့အခါမှာကျွန်တော် 4GB လောက်ထားလိုက်မယ်။ 4GB ဆိုရင်တော့ Windows 10ကိုအဆင်ပြေပြေသုံးနိုင်မှာပါ။ဒီမှာဆိုတော့သူက network တိုက်တွေရွေးခိုင်းတာပေါ့နော်။ဟိုဟာ bridge ထားမလား IED ထားမလား၊ကြံတာထားမလား network လုံးဝမချိတ်ဘူးလားဆိုတဲ့ပုံစံမျိုးရွေးခိုင်းတာဖြစ်ပါတယ်။ကျွန်တော်ပုံမှန်တော့ bridge ပဲထားလိုက်တာအဆင်ပြေပါတယ်။ bridge ကကျတော့ဘာလို့ဆိုတော့ကိုယ့်ဆက်က internet ရနေပြီဆိုရင်ဒီ virtual machine ကလည်း auto ပေါ့နော်။ internet ရမယ်။ ီးတော့သူကဟိုကျွန်တော်တို့ router DHCP ချထားတဲ့အခါကျတော့ဒီအာ virtual machine အတွက်လည်း DHCP တခုကြပြီးပြီးတော့စပြီး window တက်ပြီးဆောင်းနေကြောင်း internet ကိုသုံးလို့ရတယ်ပေါ့နော်အဲ့မှာကျွန်တော် bridge ပဲထားလိုက်ပါမယ်နော်ပြီး next နဲ့ပြီးဆက်သွားမယ် ဒီမှာကြောင့်ကျွန်တော် dish type ကိုရွေးရမှာဖြစ်ပါတယ်เนาะအဲ့မှာတော့ तू ပေးထားတဲ့ comment ပေးထားတဲ့အတိုင်းပဲသွားမယ်ဒီမှာ create new budget dish ဆိုပြီးကွာ image အသစ်စောက်မှာဖြစ်တဲ့အတွက်အဲ့ဒီအတိုင်းရွေးလိုက်မယ်ဒီမှာကျ head dish size ကိုရွေးရမှာဖြစ်ပါတယ်ပုံမှန်တော့ तू 40 60ကြိုက်တော့ရွေးလို့ရတယ်ကျွန်တော်ကလောလောဆယ်50ရွေးလိုက်မယ်เนาะနောက်သေး niche နေလိုက်မယ်အဲဒီဟာကျတော့ name ပေါ့เนาะ image နဲ့ image နဲ့ပုံမှန်ပဲပေးပြီး niche နေလိုက်မယ် ဒါဆိုရင်တော့ကျွန်တော်တို့ VMware Watch Station ပေါ်မှာ Windows နဲ့ Demo အတွက် Image Setting တွေပါအကုန်ပြီးသွားပြီပေါ့နော်ဒါဆိုတော့ Windows Setting မျိုးကြောင့်အဆင်သင့်ဖြစ်ပြီးအဲ့လိုဆိုရင်စလို့ရပါပြီအချိန်မှဆိုရင် power on the budget machine ကိုနှိပ်ပြီးတော့ဆက်ကိုဖွင့်လိုက်မယ်။အဲ့ဒီအချိန်မှာ CDI ဘူးတက်ဖို့အတွက်သူတောင်းနေချိန်မှာကြိုက်တဲ့ key တစ်ခုကိုနှိပ်လိုက်ပါ။အဲ့ဒီအချိန်ဆို Windows setting တော့မှာဖြစ်ပါတယ်။ဟိုသူ lower tab file ကိုဆွဲတင်နေပြီပေါ့နော်။ တပ်ပြီးသွားတဲ့ခါကျတော့ language ရွေးခိုင်းလာပါတော့အဲ့မှာကျွန်တော် English ပဲရွေးလိုက်မယ်အင်းဒီမှာလည်း English ပဲယူမယ်ပြီးရင် next နဲ့ပဲသွားလိုက်မယ်ပြီးရင်မှ install now ဆိုတော့နှိပ်လိုက်မယ် အဲဒီချိန်မှာ window ပေါ့နော်သူက version ကိုရွေးခိုင်းတယ်မှညာ home station တင်ခြင်းလား pro တင်ခြင်းလားပေါ့နော်အမျိုးမျိုး enterprise တင်မလားအဲ့လိုမျိုးမျိုးမျိုးရွေးလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့အခုဟိုကကောင်းကောင်းတုံးပါပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကျွန်တော်က pro m ကိုတင်လိုက်မယ်အဲပြီးတဲ့ခါကျတော့ next နဲ့ပဲသွားလိုက်မယ်အဲဒီမှာကျတော့ မှာ agree license ကိုချက်ပေါက် on မယ်ပြီး next နေမယ်အဲဒီမှာသူကရွေးခိုင်းပြီ agree window ကိုအရှိပြီးသား window agree လောက်မှာလားဒါမှမဟုတ် custom ဆိုတာတော့ကျွန်တော်အစ်စ်ပြန်တင်မှာလားဗောနော်အဲ့ဒီမှာကျွန်တော်အစ်စ်ပြန်တွင်မှာဟတ်တဲ့ဟိုဟာ format ရိုက်မယ်အဲအဲ့လိုဖြစ်တဲ့အတွက်ကျွန်တော် custom ပဲယူမယ်နော်အဲအာ clear window တင်တယ်လို့လည်းပြောတာပါနော်အဲ့ဒီမှာကျွန်တော် disk ကကျွန်တော်ခုန90ရွေးထားတယ်လေ အဲအဲ့ဒီခါမှာကျွန်တော် partition ပန်းရမယ်နေရာရောက်သွားပြီ partition ကိုဘယ်လိုပိုင်းမလဲဆိုတော့အဲ့မှာရေးပြီးကျွန်တော်တို့ဟာ new ကိုနှိပ်ပြီးတော့ partition ပိုင်းမယ်နော်အဲအဲ့မှာမှာကျွန်တော်တို့ကဘလောက်ပေါ့နော် cd d d ပိုင်းမယ်ဆိုရင်နှစ်ပိုင်းဆိုရင်အခုကပိုင်းရမှာ cc partition ကိုပိုင်းရမှာဖြစ်တယ်အဲ့မှာဘယ်လိုပိုင်းမလဲဆိုတော့ကျွန်တော်တဝက်ပိုင်းလိုက်မယ်အာ90ကိုတဝက်ဆိုတော့25ပေါ့နော် 25k 25k ပိုင်းလိုက်မယ်အဲ့ဒီတော့ကျွန်တော်တို့ကဟိုပါဗော25 3ည3လုံးပိုင်းလိုက်မယ်အဲမိ apply နေလဲမယ်အဲသူကလိုအပ်တဲ့ဘူးကျန်တဲ့ဘူးဖိုင်တွေရော create လုပ်မှလားလို့မေးတာဗောအဲ့မှာလည်းကျွန်တော် okay ပဲနေလဲဗတ်သူ့ဘာနေသူ auto စောက်သွားလိုက်မယ်အဲကျန်တဲ့ဟိုပါဗော recovery partition တို့ဘာတို့ ခဏစားရအခုဆိုကျွန်တော်ပိုင်ပြီးပါပြီပိုင်မျိုးကတော့အပေါ်နှစ်ခုကတော့ recovery နဲ့ system partition ဒါ auto ပိုင်းနဲ့ဟာကျွန်တော်တို့အပေါ်က partition 3ဆိုတာတော့ကျွန်တော်တို့ c ပေါ့နော် window teams ဟို window install လုပ်မယ်ဟာအဲ့ partition ပေါ့နော်အဲနောက်ဆုံးဟိုကတော့ data အတွက် d partition ပေါ့ဒီကတော့ထားလိုက်အောင်ရတယ်ကျွန်တော်အဲ့ c partition မှာကြည့်ပြီးတော့ next နေမယ်အဲ့ဒါဆိုသူ window ရဲ့ lower တဲ့ file တွေကိုဆွဲတင်နေပြီပေါ့နော် သူကူးနေပြီပြီး install လုပ်မယ်အဲ့ချိန်မှာကျွန်တော်ခဏတော့စောင့်မိဖို့လိုပါတယ်ဒါတော့ကိုယ့်ဆက်ရဲ့ဟောပေါ့ CPU memory မြင့်မြင့်တော့ပေါ့စက်လုံးတစ်လုံးကြာချိန်ရတော့တူမှာမဟုတ်ပါဘူးဟိုစက်ကောင်းရင်တော့မြန်မှာပေါ့နော်အဲ record ကိုကျွန်တော်တို့ကဟိုအမှန်တိုင်းပေါ့နော်ဟိုတကယ် real time record ဖမ်းထားတဲ့အတွက်ဟို ပုံမှန်ထဲတော့ကြာလိုက်မှကြည်ရတာဒါမှလည်းစိတ်ရှိရှိနဲ့ကြည်သွားပြီပါလို့အင်း Windows installation နဲ့ပတ်သက်ပြီးသိချင်တာများရှိရင်လည်းကျွန်တော်တို့ရဲ့ ဟို comment box ကပဲဖြစ်ဖြစ်ပေါ့နော်သိချင်တာမေးလို့ရပါတယ်ကျွန်တော်တက်နိုင်တဲ့လို့ဖြေချပေးပါမယ်အခုဆိုသူကူးနေတာပေါ့90ခဏလေးတော့ကျွန်တော်စောင့်အောင်မယ်တရားပြည့်အောင်တော့ ืมကျွန်တော်ဒီနေရာဖိုင်ကူလာဆိုတရားပြည့်တော့မယ်เนาะတရားပါဆိုင်ပြည့်မယ်အဲပြည့်သွားပြီဆိုတော့ install future future တွေ install လုပ်မယ်ပြီးဝင်အားလုံးပြည့်အောင်ရောဆောင်းလိုက်မယ် installation update update install လုပ်မယ်အဲအပြီးသွားပြီဆိုရင်နောက်ဆုံးအဆင့်ပေါ့เนาะအဲကျွန်တော်ဒီချိန်မှာ restart down နေပြီသူက restart now ဆိုပြီးတော့ restart ချလိုက်လေရတယ်မဟုတ်လို့ရှိရင်သူက တန်းဆက်ကန်ပေါ့နော်တန်းဆက်ကန်ပြီးသွားရင် သူ့ပါရင်သူရတ်ချအောင်မှာဖြစ်တယ်ခဏလေးစောင့်လိုက်ရုံပါပဲအခုဆိုရင်ဆက်ကပ်ပြီးရတ်ချအောင်ဖြစ်ပါတယ်အခုသူပြန်တက်လာပြီ Kanal wieder sagen. Ne? ဒီနေရာမှာလည်းစက်တုံးလွယ်လုံးဝကြာချိန်တော့တူမယ်တော့မဟုတ်ဘူးနည်းနည်းတော့ကွာမယ် CPU memory မြင့်တဲ့ဆက်ကမြဲမယ် CPU memory နည်းတဲ့ဆက်ကတော့နည်းနည်းပိုကြာမှာပေါ့နော်ဒီလောက်ဆိုရင်တော့ window ကတော့တက်တော့ဖြစ်နေပါပြီဒါမှမဟုတ်စိတ်ရှိခြင်းနဲ့စောင့်မှုပဲလို့ပါတော့တယ် အခုဆိုရင်ညတက်လာမယ်။ဒါ restart တစ်ခေါက်ကြာတာပေါ့နော်။ အဲကျွန်တော်ဒီနေရာမှာကျတော့ region ရွေးရမယ်နေရာပါเนาะအဲ့မှာ region မျိုးစုံရှိတယ်ကိုကြိုက်တဲ့ region ကိုရွေးလို့ရတယ်ဒါမှမဟုတ်ကျွန်တော်ကညမာဖြစ်တဲ့အတွက်ကျွန်တော်ညမာကိုရွေးမယ်အဲညမာအပေါ်နားမှာရှိမယ်ရှားလိုက်မယ်အဲအောင်ပါ အဲဒီမှာကျွန်တော်ညမာကိုရွေးလိုက်မယ်ပြီးရခိုင် yes နေမယ်အဲဒါကြာ keyboard လေးရောပေါ့နော် keyboard လေးရောကောင်မှကျွန်တော် us ပဲရွေးလိုက်မယ်အဲဒီမှာသူကအခြား keyboard တွေပေါင်းအောင်မလားမေးတယ်ဒါနောက်မှပေါင်းလို့ရတယ်လောစေ skin နဲ့သွားကြော်လိုက်မယ်အဲဒီဟာကြောင့်ကျွန်တော် keyboard တွေကျွန်တော် region တွေကိုသူဆက်လုပ်နေတာပေါ့နော် ဒီမှာသူကဆမ်ဘိတ်နဲ့လို့ပြောတာဗောနော်ဒီအချိန်မှာမီးတွေပါပြက်သွားရင်တော့နည်းနည်းပြဿနာရှိတာဗောအဲတခါကြီးကျရင်လည်းအဲ့လိုမျိုးတခုခုကြောင့်ပိတ်သွားတာတော့ဘာလို့ဆိုရင်တော့ကျွန်တော် window ဟိုက်တစ်ကြောင်တော့တော့ဖြစ်နိုင်တာဗောဒီအချိန်မှာတော့ဘာမှဆက်ကိုမပိတ်မိအောင်သတိတော်ထားမှာဗောနော် อืมဒါတော့စောင့်နေရတော့လဲကျေးဇူးပါတဲ့ အဲဒီမှာကျတော့ကျွန်တော်တို့ကဘာအတွက်သုံးပါလဲလို့မေးတာဗောနော် personal use လား organization အတွက်လားကျွန်တော်တို့ကကိုယ်မောင် window တင်တာဖြစ်တဲ့ personal use ပဲယူလိုက်မယ်ပြီးတော့ next နေလိုက်မယ်နော်အဲကျွန်တော်တို့ဒီမှာကျတော့ Microsoft account နေရှိလားလို့မေးတာဗောနော် account ရှင် account ထည့်လို့ရတယ်အဲဆိုရင်ဘာလဲဆို Office တို့ ဟိုမှာ one drive တို့ပေါ့သုံးလို့ရှိရင် သုံးလို့ရမယ်ပေါ့နော်ကျွန်တော်တို့ကလောလောဆယ်တော့အားကြီးမထည့်လိုက်ရတယ်အဲဒါကြောင့် online account နဲ့သွားလိုက်မယ်အဲပြီးရင်သွားမှာပဲ future တွေပေါ့နော်ဟိုမှာ service တွေဟိုမှာ few အပြည့်ဆိုင်လို့လို့ရှိရင်တို့ service တွေသုံးလို့ရမယ်လို့ပေါ့ပြောတာပေါ့ကျွန်တော်တို့ကအားကြီးလဲလောလောဆယ်မလုပ်သေးဘူးဆိုတော့ဟာ limited အာ experience နဲ့ပဲသွားလိုက်မယ်နော်အဲ့မှာ next နဲ့ရတော့သူ account ပြန်ထည့်ရမယ့်နေရာပြန်ရောက်ပါဘောနော် အကောင့်ရှိရင်တော့ထည့်ပေါ့အကောင့်မရှိဘူးဆိုရင်တော့ကျွန်တော် limited experience နဲ့ပဲသွားလိုက်မယ်နော်အဲဒီမှာသူက name ပေါ့နော်ကွန်ပျူတာ အသုံးပြုမဲ့လူရဲ့ name ကို တောင်းတာပေါ့အဲ့ချိန်မှာကျွန်တော်ကတော့ကြိုက်တာထည့်ပေါ့နော် user ဆိုလဲ user ပေါ့ကိုနာမည်အောင်အောင်ဆိုလဲအောင်အောင်ပေါ့အဲ့လိုထည့်လို့ရတယ်ကျွန်တော်တို့အခု perfect machine ဆိုပြီးထည့်လိုက်မယ်နော်อืม ပြီးတဲ့ခါကျတော့ကျွန်တော် next နှိပ်ပြီးသွားလိုက်မယ်เนาะ네အဲ့မှာသူကဟို passport ပေါ့เนาะဟိုဒီ account အတွက် passport ပေါ့တောင်းတာပေါ့เนาะအဲ့မှာလည်းကျွန်တော် passport တစ်ခုတက်မှတ်လိုက်မယ်လေအဲပြီး next ပြီးတော့ confirm passport ဆိုနောက်ထပ်တစ်ခေါက် passport ပြန်ရိုက်ရမှာပေါ့เนาะအားကိုပြန်ရိုက်ပြီးလိုက်မယ်ပြီး next နဲ့ပဲဆက်သွားလိုက်မယ်အဲ့ပြီးတော့ security question ပေါ့နော်၃ခုမေးတယ်ပေါ့ window တစ်ခုခုမှာ ဝီကဘာကြီးဖြစ်ချင်တာတို့ပေါ့အဲ့လိုမျိုးကြရင်တော့သူကဒီမိကုန်းနေလာမေးမှာအဲ့အဲ့တော့ကြရင်တော့မှတ်ထားဖို့လိုတာပေါ့ကိုကအဲ့မှာတော့ကျွန်တော်တို့မှတ်မိလွယ်အောင်မဲအခုရွေးလိုက်မယ်နော်မာမင်းဗမာမွေးတာလဲတို့ဘာလို့ဆိုတော့တော့ရန်ကုန်ပေါ့ကိုမှတ်မိလွယ်မဲဟာမျိုးပဲပေးလိုက်မယ်နော်အဲပြီးနောက်တစ်ခုမှလည်းအဲ့လိုရောအော်သူကဟာဟိုချိုင်းပေါ့နော်ခလေးဘောကတော့အနစ်နေတော့အဲကိုရဲ့ဟို တလိမ့်စင်နေနူပေါ့အဲ့လိုမျိုးမေးတာပေါ့အဲ့မှာလည်းကျွန်တော်မှတ်ရလွယ်အောင်တခုပေါ့နော်ကြိုက်တာတော့ပြီးလို့ရပါတယ်ကိုပေါ့မှတ်ထားရင်တော့ပြီးရောအဲဒီမှာလည်းမိအဖေနဲ့အမေဘာမှတွေ့လဲလို့ပေါ့ရအောင်ရန်ကုန်မဲရွေးပြီးတော့နေနေလိုက်မယ်ဒီမှာလည်းရပါတယ်ကိုကြိုက်တာကိုရွေးကိုပန်နေကိုမှတ်မိရင်ပြီးတာပဲ။ you know next နေပဲသွားလဲမယ်เนาะအဲ့အသုံးခုဖြည့်ပြီးွားရင်တော့ပြီးပြီအဲဒီမှာတော့ asset the recent browsing data ပေါ့เนาะဒီဟို browsing data ကို asset အမြင်လောက်ချင်လားတို့ဘာလို့ဒီမှာကျွန်တော် not now မယူလိုက်လည်းရတယ်အဲဒီမှာလည်း asset ပဲသွားလိုက်မယ်အဲပြီးတော့ဒါကကြတော့ let customer you are experienced anybody ဒီမှာလဲ skin နဲ့ပဲကြော်လိုက်လို့ရတယ်ဒါဆိုတော့ခဏလေးစောင့်မျိုးပေါ့နော်အဲဒီမှာကျွန်တော် window စတက်ပြီပေါ့နော်အဲသူကဆက်ဆက်ချင်းဆို high ဘာညာတာတကာပေါ့ ဒီမှာကျွန်တော်ထည့်ခဲ့တဲ့ဟိုဘောဆက်အပ်ဒီအတွက်သူဆက်အပ်လုပ်နေတဲ့ခဏလေးတော့စောင့်မိရမယ်နော် အဲဒီစနေပြီးသွားပြီဆိုတော့ Windows စတက်လာပြီဖြစ်ပါတယ်။음ဒါဆိုတော့ Windows installation အောင်မြင်စွာပြီးဆုံးသွားပြီပေါ့နော်။음စောင့်တိချေရှုပြီးလို့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။음နောက်ပိုင်းနေမှာလည်းကျွန်တော်တို့ဟောပေါ့နော် network infra နဲ့ပတ်သက်ပြီးတော့ဟောရုံတွင်းချောင်းတွင်းဘယ်လိုပြဿနာရှိတယ် solution တွေဘယ်လိုရှိတယ်ဆိုတာကိုစဉ်းစားမှပြတင်ဆက်သွားပါဦးမယ်။ကျွန်တော်တို့ channel လေးကိုလည်း like and subscribe လုပ်ထားပြီးပါအောင်လို့အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော် window ရဲ့ about ကိုကြည့်ကျင်နေဆိုရင် window key နဲ့ backspace ကိုနှိပ်ပြီးကြည့်လို့ရပါတယ်။အဲ့ဒီမှာဆိုကျွန်တော် device name ပေါ့နော် processor ဘာလို့သုံးထားရဲ RAM block kit သုံးနေဆိုတာလေးကြည့်လို့ရပါတယ်။ပြီးတော့ window တင်ရင်လည်း window 10ပေါ့နော်ဒီမှာကတော့ window 10တင်ထားတယ် block edition တင်ထားတယ်အဲ့လိုမျိုးဟာလေးလည်းကျွန်တော် detail ရပဲကြည့်လို့ရပါတယ်။ဒီလောက်ဆိုရင်အားလုံးလည်းအဆင်ပြေမယ်ထင်ပါတယ်။ဟိုခက်ခဲတဲ့စုံတရားရှင်လည်း ကောမန့်ကမေးလို့ရပါတယ်အားလုံးပဲတာရပျော်ရှင်တဲ့နေ့လေးဖြစ်ပါစေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ